ားလုံးပဲမင်္ဂလာပါစပိန်လာလီဂါကလပ်တင်းဖြစ်တဲ့ရီယယ်ဘက်တီအတင်းကတော့ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းရွှေ့တုန်းကမှမန်ချက်စတာယူနိုက်တက်အသင်းစီကနေယာစီပွဲအငှားနဲ့ခေါ်ထားတဲ့ကလပ်တည်းရဲ့ဘရာဇီးတောင်ပိုင်းကစားသမားဖြစ်တဲ့အန်တိုနီကိုနောက်ထပ်တရားစီပေါ့လေထပ်ပြီးတော့မှအငှားနဲ့ခေါ်နိုင်ဖို့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုပြီးတော့မှမန်တိုဒီပိုဒီပိုကဆိုထားတယ်ဆိုတော့ဒါအန်တိုနီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောစရာအချက်တွေကတော့အများကြီးရှိနေတယ်အထူးသဖြင့်တော့ဒါယူနိုက်တက်ဖန်တွေအနေနဲ့ဆိုရင်ကျွန်တော်တို့ feeling out ဆရာအချက်တွေတော့တော်တော်များများရှိတယ်ဘာကြောင့်လဲဆိုတော့အန်တိုနီကကျွန်တော်တို့ဒါယူ တ်တဲ့အတွက်တကယ် struggle ဖြစ်တယ်တကယ် flush တဲ့ကစားသမားတယောက်လို့ဖြစ်ခဲ့ပြီးတော့မှဒါကျွန်တော်တို့ budget မှာတော့တောက်လျှောက်ခြေစွမ်းကောင်းတွေပြထားတဲ့အချိန်တခြားမလို့ဒီကစားသမားအပေါ်မှာတော့အာကျွန်တော်ပြန်လာစီခြင်းတဲ့ဒီပရိသတ်တွေရှိတယ်အာရောင်းထုတ်စီခြင်းတဲ့ပရိသတ်တွေလည်းရှိတယ်ဒါပရိသတ်ကတော့နှစ်ချမ်းကွဲတဲ့အနေထားတော့ရှိတယ်ဆိုတော့ ဒီအန်တိုနီကိုဒါပြီးခဲ့တဲ့ကျွန်တော်တို့နီးပြဟောင်းအက်ဒန်ဟတ်စ်ကအေချက်ကနေကျွန်တော်တို့ပြောင်းရွှေ့ချေယူရို65တန်းပေါင်အဖြစ်82တန်းနဲ့ကျွန်တော်တို့စံချိန်တင်ခေါ်ထားတယ်အကျွန်တော်တောင်ပိုင်းကစားသမားတယောက်လည်းဖြစ်တယ်ဒါကျွန်တော်တို့အက်ဒန်ဟတ်ကအေချက်မှအတူတူကစားခဲ့လို့ အတူတူကျွန်တော်တို့လက်တော်ခွင့်ရခဲ့လို့အဲသူ့ရဲ့တပည့်ဟောင်းကိုခေါ်ပြီးတော့မှဒါ United အသင်းမှာပို့ပြီးတော့ခြေစွမ်းကောင်းပြနိုင်မယ်လို့ကျွန်တော်ယူဆခဲ့ကြပြီးမယ်အန်တိုနီကတကယ်တမ်းကျတော့ United အသင်းမှာတကယ် struggle ဖြစ်ခဲ့တာဘာကြောင့်လဲဆိုတော့ဗောလေဒါ United အသင်းနဲ့ကျွန်တော်တို့200စီခွဲကစားတယ်အဲကျွန်တော်တို့ပွဲပေါင်းစုစုပေါင်း96ပွဲကစားထားတဲ့နေရာမှာ12ဂိုးပဲတွင်းပြီးတော့မှ9ချိန်ပဲဖန်တီးထားနိုင်တယ်ဆိုတော့ဒီအခြေအနေဒီကိန်းကနက်အချက်အလက်ကတော်တော်ကြီးကိုဒါ United အသင်းအတွက်တော့ အဆင်ပြေမနေတဲ့အနေအထားတစ်ခုမှရှိတယ်။ဒါကြောင့်မို့လဲကျွန်တော်တို့ဒီနောက်ပိုင်းပွဲစဉ်တွေမှာ Editor Hans ကအမတ်ဒီယာလိုကိုပဲတုံပြီးတော့မှအန်တိုနီကိုပွဲခောက်ထားတဲ့အခြေအနေတွေ၊လိုက်အောက်ထားတဲ့အခြေအနေတွေအထိလောက်ခဲ့ရတဲ့အထိအန်တိုနီကတော်တော်လေးကိုစိုးရွားသွားတာ။ Editor Hans ထုတ်ပေခံရတယ်လို့ကျွန်တော်တို့နီးပြတ်စ်ဖြစ်လာတဲ့ Emorin လက်ထက်မှာလည်းဒီကစားသမားကိုဒါ Emorin ရဲ့အစီအစဉ်ထဲမှာပါဝင်ခြင်းမရှိတော့ဘူးဆိုတဲ့အခြေအနေမျိုးတွေ့ရတဲ့အတွက်ကျွန်တော်တို့ပွဲထုတ်ကစားခြင်းမျိုးမရှိဘူး။ဒါအပြင်ကျွန်တော်တို့ဒါဒီ ့ mRNA ကပေါ့လေအာကျွန်တော်တို့အဓိကကစားသမားတချို့ကိုသူမလို့အပ်တော့တဲ့ကစားသမားတချို့ကိုအငားလွတ်တာဒီပုံစံမျိုးတွေတွေ့ရတယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့ Market Rafo Aston Villa သွားတယ်ဆိုတော့အာ Aston Villa ကိုအငားချနိုင်ခဲ့တယ်လို့ဒါဒီຫນွေရည်တုံးကပေါ့လေ Chelsea အသင်းကိုဟိုကျွန်တော်တို့တရားစီအငားချခဲ့တဲ့ Jadon Sancho တို့ ရဲ့အစီအစဉ်ကလည်း United အစီအစဉ်မှာပါဝင်ခြင်းမရှိတော့ဘူးဆိုပြီးတော့သူကပြောထားတယ်ဆိုတော့ဒါအမှန်တမ်းပြောရင်တော့ဒါ Jadon Sancho က Chelsea ကြီးအပြီးရောက်သွားမယ့်အခြေအနေရှိတယ်အပြီးသက်ခေါ်ယူဖို့လည်း Chelsea ဘက်ကကြိုးပမ်းနေတဲ့အတွက် Jadon Sancho က United အသင်းစီပြန်လာဖို့တော့မရှိဘူး Market Report အနေနဲ့ကလည်းယာစီဘက်အငားဒါကျွန်တော်တို့ ဒီရာဒီကုံပြီးရင်ပေါ့လေအပိသက်ဝယ်ယူခွင့်စာချုပ်မျိုးထည့်သွင်းချုပ်ဆိုထားခြင်းမျိုးမရှိပေမဲ့လို့ MO ရဲ့အစီအစဉ်မှာပါဝင်ခြင်းမရှိဘူးများတဲ့အတွက်လာမယ့်နေရာဒီ transfer ဝင်းတော့မှာ market report ကလည်းကျွန်တော်တို့ဒါထွက်ရဖို့အခြေအနေများတယ်ဆိုတော့ဒီအခြေအနေမှာဒါ Anthony ကလည်းဒီ United အသင်းမှာခြေစွမ်းမပြနိုင်တဲ့အနေအထားမှာဒီ MO ရကပေါ့လေဒီကစားသမားကိုလည်းအပိသက်ရောင်းချဖို့ဒါနီးပြားကစိတ်ကူးထားတာစိတ်ဝင်စားနေရဆိုတော့ န်တိုနီနဲ့ United အသင်းကြားမှာကစာချုပ်တက်တဲ့အားဖြင့်ကဒီနှစ်နှစ်ပဲကြံတော့တယ်2020ခုမှာဒီကစားသမားနဲ့တက်တန်းကုန်ပါဆိုတော့ဒီချိန်မှာပတ်တက်ကကျွန်တော်တို့ဒီ တရားဒီအငားနဲ့ထက်ပြီးတော့ခေါ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပြန်လာတဲ့အချိန်မှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်သွားနိုင်တဲ့အခြေအနေမျိုးဖြစ်တဲ့အတွက်ယူနိုက်တက်အသင်းအတွက်တော့အများကြီးအာဆုံးရှုံးနေတာမျိုးတွေရှိနိုင်တယ်။ဘာကြောင့်လဲဆိုတော့ခေါ်ခဲ့စီနှုံးကကျွန်တော်တို့ဒါယူရို85တန်းဒါဒီပတ်ချလေဆိုတော့အာတကယ်လို့ဒါကျွန်တော်တို့ဘတ်တစ်ကိုတရားဒီအငားပြန်ချရင်ဘလောက်မှရနိုင်တဲ့အခြေအနေမရှိဘူး။ဒီအတွက်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်သွားမယ်ဆိုရင်ယူနိုက်တက်အသင်းအတွက်တော့ဒါကျွန်တော်တို့ပေါ့လေမိုင်းနဲ့ဖြစ်သွားနိုင်တဲ့အနေအထားမှာယူနိုက်တက်ကလည်းဒါအန်တိုနီကို ကျွန်တော်တို့နောက်ထပ်တရားစီအငားချဖို့အတင်းဘက်ကစိတ်ကူးထားခြင်းမျိုးမရှိပြန်ဘူးဆိုတော့အချင်းနေရပေါ့လေဒါနဲ့တင်းချမှာဆွေးနွေးမှုကတော့ရှိနေတယ်ဆိုတော့ဘတ်တစ်ကတရားစီအငားနဲ့ထက်ခေါ်ခြင်းနဲ့အထက်ခေါ်ခြင်းစရာကောင်းလောက်အောင်လဲကျွန်တော်တို့အန်တိုနီကရဲဘက်တစ်အတင်းနဲ့ဆက်တပွဲကစားထားတယ်လေးကိုအတွင်းပြီးတော့မှလေးလေးကိုဖန်တီးထားတဲ့အနေထားဟာဒါယူနိုက်တက်မှာကစားခဲ့တဲ့ပွဲပေါင်း90နဲ့5ပွဲပမာဏအထက်ကိုဘာမှမကွာတော့တဲ့အနေထားဖြစ်တာကြောင့်မလို့ဒါဘတ်တစ်အတွက်လည်း ဒီမတ်လောက်ဆရာအချင်းနေဖြစ်တယ်အသက်ကလည်း25နှစ်ရှိတယ်ဆိုခြေစွမ်းကောင်းတွေပြရတယ်ဒါအပြင်ကျွန်တော်ရေပတိကလက်ရှိအချင်းတွေကစပိန်လာလီဂါမှာအဆင့်ကျွန်တော်တို့အဆင့်6ပါရှိတယ်နောက်ရာသီတကယ်လို့အဆင့်6နဲ့အာကျွန်တော်တို့ရာသီပိတ်သိမ်းနိုင်ခဲ့ရင်နောက်ရာသီမှာယိုပါလီဝင်ခွင့်ရတယ်ကျွန်တော်တို့ကစားသမားတွေတွေထက်ခွာရမယ်ထက်အားဖြည့်ရမယ်ဒီအချိန်ဒီမှာဒါကလပ်တင်းနဲ့ကမ်စထရီကြရတယ်ဒီကလင်နီကယ်ကြရတယ်ကစားသမားလည်းဖြစ်တဲ့အန်တိုနီကိုအပိတက်ခေါ်ယူနိုင်ဖို့ဒါ တနည်းတဖုံအဖြစ်ပြန်ကျိုးကျိုးပန်းရမှာပေါ့လေဘာကြောင့်လဲဆိုတော့ United ကလည်းကျွန်တော်အငားချဖို့ကတိတ်အစီအစဉ်မရှိဘူးသူတို့အပြီးရောင်းမယ်ရသလောက်ပေါ့လေ Euro 30ဖြစ်ချင်ဖြစ်မယ်30လည်းဖြစ်ချင်ဖြစ်မယ်ရသလောက်နဲ့ရောင်းမယ်အဲဆိုတော့နောက်ဆုံးဥရောပတင်းတွေမဝယ်ဘူးဆိုရင်တော့မှဒါ sorry ဘက်ကို United အတင်တာဝန်ရှိတဲ့သူတွေရောင်းချဖို့ဖြစ်သွားနိုင်တယ်ဆိုတော့ဒီအချိန်ဒီမှာဘတ်တစ်ကနောက်ဆုံးအငားနဲ့ခေါ်ရင်တော့မှ Euro 7သန်းပတ်ချလဲလောက်ပဲရမယ်အနေထားမှာအာကျွန်တော်တို့ United အတင်ကတော့အငားချမယ်လို့တော့ကျွန်တော်ကမထင်ဘူးဒါပေမဲ့လို့လက်ရှိမှာတော့ဘတ်တစ်ကဒီ အန်တိုနီယိုတရားစီအငားနဲ့ထက်ခေါ်ဖို့ယူနိုက်တက်အသင်းတာဝန်ရှိတဲ့သူတွေနဲ့ဆွေးနွေးနေတယ်ဆိုပြီးတော့မှမန်တိုဒီပိုဒီပိုကတော့တုံ့သက်ထားပါလို့စတယူနိုက်တက်အသင်းဘက်ကရောအန်တိုနီကိုနောက်ထပ်တရားစီဗတ်တက်အသင်းစီကိုအငားချမလားဒါမှမဟုတ်အပိသက်ရောင်းချသွားမလားဒါကစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေမှလို့ရှိရပါလို့ဆိုတော့ကြီးစုပေးကတဲ့ဒုတိယအချင်းစီအတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်